အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life ဒီနေ့ခေတ်မှာတောင်သူတယောက်နွားတက်ရှင်းပိုင်မှုမလွှဲတော့ပါဘူးရွှေဘိုခရိုင်ဒီဘေးရင်မြို့နယ်မင်းတဲကုန်းချေးရွာမှာတော့နွားအရှင်းရင်များစွာပိုင်ဆိုင်တဲ့တောင်သူတအုပ်ရှိပါတယ်အသက်64နှစ်အရွယ်တောင်သူလူပြိုကြီးဦးဆန်းလွင်ဖြစ်ပါတယ် ဦးစန်းလွင်အောင်ပြီးခဲ့တဲ့မြမနှစ်သက်ကူကာလမှာသူ့ပိုင်ဆိုင်တဲ့နွားချံကနွားရည်အုံလေးပါကိုဖေးမဲ့ပေးခဲ့ပါရဲ့ခေတ်ကာလပေါ့စေးရရောင်းချမယ်ဆိုရင်တော့သိန်းစင်နဲ့ချီရနိုင်တယ်နွားလာ16កောင်ကိုမုံရွာကချမ်းသာကြီးဖေးအားနွားပေးမဲ့အလူပွဲမှာထည့်သွင်းလှူဒန်းခဲ့တာပါဦးစန်းလွင်တို့တောင်းတမိသားစုဝင်တွေကမိဘပေါပွားတွေလက်ထက်ကလေးကအိမ်မှာရှိတဲ့နွားတွေကိုဘယ်တော့မှတရားတတ်တဲ့ရုံကိုရောင်းစားလို့မရှိပါဘူး ဲ့ဒိုးဒူပေါင်းပဲနေဘူးမရှောင်မိုးရမရှောင်လောက်ကန်ယုံခံခဲ့တဲ့နှွားတွေကိုခိုင်းလို့မကောင်းတဲ့အရွယ်ရောက်လာရင်တော့ရောင်းမစားပဲအိုသေးတဲ့အထိချွေးမွေးဆောက်ရှောက်ထားလေးရှိပါသည်။ဦးဆန်းလွင်တို့လက်ထက်မှာလည်းဘိုးဘွားမိဘတွေအတိုင်းပိုတဲ့အထိချွေးမွေးဆောက်ရှောက်ခဲ့ပါသည်။ဥဆန်းလွင်တို့လက်ထက်မှာတော့စကြက်မြေတွေရှာပါလားသူတို့ကိုယ်တိုင်လည်းအသက်အရွယ်တွေချင်းမြင်လာတာမို့နှွားတွေကိုဆက်လက်ဆောက်ရှောက်ဖို့အရေးအခက်ကြုံရပါတယ် ။ဒါမှဆိုရင်တော့ဈေးကောင်းပေးဝယ်တဲ့စီကိုရောင်းချလိုက်မယ်ဆိုရင်ထိမ့်သိမ်းဆောက်ရှောက်เสียရလဲမလို့တော့တို့လက်ဖြားမှာလဲငွေတွေသီးလာမှာပါ။တိုးပေမဲ့တောင်သူသားသမီးဦးစန်းလွင်တို့မောင်နှမတွေဖို့တွေးသားရင်းချလို့ဖြစ်နေတယ်။မိသားစုထမင်းကိုဝိုင်းတဲပေးခဲ့တဲ့ခြေစုရှင်နှွားတွေကိုတားတက်ယုံဝမပို့ရပါဘူး။ဒါကြောင့်နှွားပေးမဲ့အလှူမှာထည့်သွင်းလို့ဖို့ခုဆန်းလွင်တို့မောင်နှမတွေဆုံးဖြတ်ခဲ့ကြတာပါအဲ့ဒီလိုလူတန်းခဲ့တာနဲ့ပတ်သက်ပြီးခုဆန်းလွင်ကအခုလိုပြောပြပါဗျာ ဩဒီနွားရီကိုရောင်းလိုက်လို့ရှိရင်ကိုယ့်လက်ကလို့လို့ရှိရင်တော့တရားသွားတော့မှာပဲတရားမလာပါဘူးပြည်စည်းမရှိလို့လူတရားမရှိလို့နွားပဲရောင်းလှူမယ်လို့သိကူးပြန်တော့လေဒီနွားဟာအဲ့လက်လေးဘွားမှာဥသူကနောက်မှရမှာဘယ်ဘွားမှမပြီးဘူးလောလောဆယ်ငရဲကြီးတော့မှာမယ်ဆိုတော့အဲ့ဒါကိုကြောက်လို့မဟုတ်ဘူးနွားလေးတွေဆိုရင်ကျုပ်က တပြားနဲ့လည်းမရိုက်ဘူးတပြားကျိုးတယ်လို့နွားရိုက်လို့တပြားကျိုးတယ်ဆိုတာမရှိဘူးနှင်းတန်ကျိုးတယ်လို့မရှိဘူးတပြားဆိုလို့ရှိရင်ပြရလို့ပြောက်မှာပဲတပြားကုန်ပါလေကျိုးတို့ကတို့တို့ယေရှုတိတို့မို့မရိုက်ဘူးမညက်ဘူးဘွားကျင်တော့ဘွားတို့ကိုအလိုလိုက်ထားတာပေါ့ဦးစန်းလွင်လူတဲ့နွား၁၆ကောင်ထဲမှာ၁၀ကောင်သာနွားကြီးဖြစ်ပြီး channel ၆ကောင်ကနွားကြီးတွေကပေါက်ပွားလာခဲ့တဲ့

နော်ဖေးမဲ့ပွဲတော်ဘန်နာရင်မူဦးတင်လင်းကအခုလိုပြောပြခဲ့ပါတယ်။ဖီဖီကြီးတို့သူလာပြီးတော့ဖီဖီတိုးတက်လာတာပဲ။အခုငဘူလုံးကဆိုရင်ဒကောင်ကြီးလာလူတာတွေရှိတယ်။အခုကျတော့ချန်ပြက်တွေဒီလာလူတာရှိတယ်။မိနစ်က34ချိန်မှဆိုလို့ရှိရင်ချန်ပြက်ကအကောင်30လောက်လာလူခဲ့တယ်။ဒီနေ့ဆိုရင်ချန်ပြက်က15ကောင်ကျော်လာလူခဲ့တယ်။တူကြီးလာလူတဲ့ကုသိုလ်ရှင်တွေအဲ့တော့လေများလာတယ်လို့ခြံပြလာလူတဲ့တူကြီးကလည်းဒီနေ့ 34ချိန်35ချိန်ပုံပေါ့ပေါ့နှစ်နှစ်ရှိခဲ့ပါတယ်ဂျပန်လာပြီးရဒီနေ့မှာတော့နွားတွေကိုတပိတ်ချင်းမြုံနဲ့ဇေယျကွင်းချေးရွာအင်းချင်းမြိုင်မွေတော်ဖုန်းတော်ကြီးအကြောင်းကနွားပေးမဲ့ခြံကိုဧပြီလ23ရက်မှာပို့ဆောင်လူတန်းပေးခဲ့တာဖြစ်ပါတယ်